စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။မြဝေလွန်တို့တွေးများဆိုတဲ့စာအုပ်ထဲမှာအပိုင်း၅အနေနဲ့အခန်း၅ခန်းကိုမြဝေပေးပါမယ်။အခန်း21ဘဝမှာအဆင်မပြေမှုနဲ့ကြုံရတိုင်းကံကိုပဲအပြည့်ပုံရှားနေမှာလား။ကျွန်တော်တို့ဟာဘဝမှာရင်မှန်းထားတာတွေဖြစ်မလာခဲ့ရင်လွယ်လွယ်နဲ့အညံ့ခံအချို့ပစ်တတ်ကြပါလေ။ကုသိုလ်ကံမကောင်းလို့ ရှေဘွားကအကျိုးပေးမကောင်းခဲ့လို့ခုလိုပဲဖြစ်ရတာပဲဆိုပြီးပြောလို့ရှိပါတယ်တကယ်တော့ကျွန်တော်တို့ဟာကုသိုလ်ကံတို့ဘဝပဲအကျိုးပေးဆိုတာတွေကို အပြည့်ပုံရှားလေးရှိပြီးပြည့်တနာရဲ့အကြောင်းရင်းကို ရှားဖွေဖို့မင်းနေတတ်ကြပါတယ်ပြည့်တနာရဲ့အကြောင်းရင်းတရားက ဖြစ်ရှင်းလို့မရဘူးဆိုရင်ကုသိုလ်ကံကိုပဲပြောရတော့မှာပေါ့ အခုရေးလိုက်တာကဘဝမှာတခုခုအစင်မပြေတိုင်းထင်အငိုလေးတွေစိတ်ညစ်စရာတွေနဲ့ရင်ဆိုင်ရတိုင်းကုသိုလ်ကံကို အရင်အပြစ်ပုံမချခင်တကယ့်အကြောင်းရင်းကိုရှာကြည့်စေရှင်လို့ပါတခါကကျွန်တော်ကျူရှင်စရာလုပ်ခဲ့စဉ်ကစာတင်ပေးခဲ့တဲ့တပည့်မတစ်ယောက်ကသူ့အလုပ်ထဲမှာအစင်မပြေလို့အင်ကိုလာတွေ့ပြီးပိုင်ပင်ရှင်တွေဆိုပြီးဖုံးဆက်လာပါတယ် ကျွန်တော်ကလာတွေ့လို့ရပါတယ်လို့ပြောလိုက်ပါတယ်သူ့နာမည်ကအေမင်းဆန်ပါနောက်တည့်ရက်မှာပဲအေမင်းဆန်ကျွန်တော်အင်ကိုရောက်လာပါတယ်သူမအင်ပေါ်တက်လာပြီးမကြခင်မှာပဲအခုလို့ပြောလိုက်ပါတယ်အေမင်းဆန်ကဆရာကြီးကျမအခုအလုပ်လုပ်နေတဲ့အလုပ်ထဲမှာအဆင်မပြေလို့အလုပ်တစ်တခုရှာမလို့စိတ်ကူးနေတယ်တဲ့ကျွန်တော်ကပြန်ပြောလိုက်ပါတယ်အလုပ်ထဲမှာဘာတွေဖြစ်တာလဲဆိုတာအရင်ပြောပြအောင်လေ ။ကုညီနိုင်တာဆိုရင်ကုညီပေးလို့ရတာပေါ့။အေမင်းဆန်ကဒီလိုပါဆရာကြီးဒီမှာအလုပ်ထဲမှာစည်ရင်လုပ်တဲ့အခါအမှားတွေပါလိမ့်ရှိပါတယ်။ဒီမှာရဲ့အထက်မန်နေဂျာကအမြင်ဆူလိမ့်ရှိပါတယ်။ဒီမှာကလည်းအမှားအတွက် မတောင်းပန်ရှင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီလိုစည်ရင်မှားတာက ကျမရဲ့အမွေးရပါအကျင့်ဖြစ်နေပြီးအကျင့်ပြင်လို့ကိုမရတော့ဘူးဆရာကြီး။ ကျမရဲ့လှုပ်ဖို့ကံမဲ့တွေကလည်းဒါကိုနားလေသဖို့မပေါက်ကြပါဘူးဒီဌာနမှာကျမမရှိရင်ကောင်းမယ်လို့ပြောနေကြမယ်ထင်ပါတယ်ဒါကြောင့်အလုတ်ဆက်လို့ရှင်စိတ်မရှိတော့ပါဘူးကျမရဲ့ကုသိုလ်ကံကလည်းဆိုးပါတယ်ဆရာကြီးတဲ့ကျွန်တော်ကโอเคမင်းရဲ့ပြဿနာကိုငါသဘောပေါက်ပြီဒါပေမဲ့မင်းအဲ့ဒီလိုစီးရင်လောက်တိုင်းမှားနေတာတွေဟာပြင်မရတဲ့မင်းရဲ့မွေးရပါအချင်းကြောင့် ဒါမှမဟုတ်မင်းရဲ့ကုသိုလ်ကံကြောင့်လို့ယုံကြည်နေတယ်ဆိုရင်တော့အဲ့ဒီအမှားတွေကိုတသက်လုံးမင်းပြင်နိုင်မှာမဟုတ်ပါဘူး။အမိဆန်ကဒါတော့ကျမသဘောပေါက်ပါတယ်ဆရာကြီး။ဒါပေမဲ့အဲ့ဒီအချင်းကို ပြင်ရှင်စိတ်မရှိပါဘူးဆရာကြီး။ကျွန်တော်ကပြန်ပြောလိုက်ပါတယ်။ဟုတ်ပါပြီ။ငါတခုမင်းမေကွာအဲ့ဒီအမှားကိုမပြင်ချင်ဘူးဆိုတာကိုဘသူကဆုံးဖြတ်တာလေ။ အင်းမင်းဆန်ကသူမရဲ့ဆုံးဖြတ်ချက်ပါလို့ရှက်ရှင်းပဲဝန်ခံပါတယ်။သူမအခုလိုအမှန်တမ်းဝန်ခံလိုက်တော့ကျွန်တော်လေအားတက်သွားပြီးအခုလိုဆက်ပြောလိုက်ပါတယ်။အဲ့ဒီအမားကိုမပြင်ရှင်တာမိရဲ့အမွေရပါအကျင့်မှုပြင်လို့ကိုမရနိုင်ဘူးထင်တယ်လို့လား။အင်းမင်းဆန်ကဒီမှာတကယ်ပြင်ရှင်စိတ်ရှိရင် ပြင်လို့ရပါတယ်ဆရာကြီး။ကျွန်တော်ကပြန်ပြောလိုက်ပါတယ်ငါပြောရှင်တာအဲ့ဒါပဲ။ မင်းရဲ့မွေးရပါအကျင့်တို့ကုသိုလ်ကံတို့ကိုအပြည့်တင်နေမဲ့အစားမင်းရဲ့ပြတနာအရင်ခံဖြစ်တဲ့အမှားလွတ်တတ်တဲ့ပုပ်ပုတ်ဆဆလွတ်တတ်တဲ့အကျင့်ကိုဂယုတစိတ်လွတ်တတ်တဲ့အကျင့်နဲ့အစားထောပြလိုက်ရင်နောင်ကိုမင်းဒီပြတနာတွေနဲ့မကြုံရတော့ဘူးလေအမင်းဆန်ကလေကျမသဘောပေါက်ပါပြီဆရာကြီးကျမအရင်ကလိုမွေးရပါအကျင့်ကုသိုလ်ကံကြောင့်ပဲလို့ယုံကြည်နေရင် ျမပြောင်းလဲရှင်စိတ်ရှိမှာမဟုတ်ဘူး။ကျမမနေ့ပြန်အလုပ်တွေရောက်တာနဲ့စဉ်းမမှအောင်ဂယုစိတ်ပြီးလှုပ်ပါတော့မယ်ဆရာကြီး။သူမစိတ်ပေါ်ပါစွာနဲ့အင်ဘော်ကဆင်းသွားပါတယ်။တလားလောက်ကြာတော့အင်းမင်းဆန်ကဖုံးဆက်လာပါတယ်။သူမအလုပ်မပြောင်းဖြစ်ပါဘူးတဲ့။အလုပ်ထဲမှာအထက်ကမန်နေဂျာနဲ့ရောလှုပ်ဖို့ကင်ဖတ်တွင်နဲ့ရောအရန်အဆင်ပြေနေလို့သူမပြောနေပါပြီတဲ့။ ကျွန်တော်တို့ဘဝမှာအစဉ်ပြေမှုတွေအခက်အခဲဒုက္ခတွေနဲ့ကြုံတွေ့ရင်ဆိုင်ရတိုင်းကုသိုလ်ကံကို အရင်အပြစ်မတင်ခင်ပြေတနာရဲ့အကြောင်းရင်းကိုအဖြေရှာတတ်ကြပါစေပြေတနာသိရင်အဖြေရှိပါတယ်အခန်း22ကြောက်စိတ်တမနဲ့မှာအိနီနာရှင်တယောက်ရဲ့သားစေရန်ចောင်းသားလေးတယောက်ကကျွန်တော်ကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ် ူနာမေကိုမောင်စိုးလို့အတော်ကောက်မှတ်ထားလိုက်ပါမောင်စိုးကဥလီကြောက်စိတ်ဆိုတာဘာကြောင့်ဖြစ်ရတလဲကြောက်စိတ်မရှိအောင်ဘလို့လောက်ရမလဲတဲ့ကျွန်တော်သူ့မေကွန်းကို ဖြေဖို့အတော်ခေါင်းစားသွားပါတယ်သူ့မျက်နှာကြည့်လိုက်တော့ကျွန်တော်ကိုနောက်ပြီးမေးတာမဟုတ်ပေတကယ်ကိုသိရှင်နေတဲ့အမုံရဖြစ်နေတာကိုတွေ့ရပါတယ်ကျွန်တော်အနေနဲ့ကိုကိုအာကိုတကြီးနဲ့မေးလာတဲ့ လူငယ်တယောက်ကိုလက်လွတ်စပေးရန်တမဖြေရှင်းသလိုလွယ်လွယ်ကူကူစကားနဲ့ပဲရှင်းပြဖို့အရှင်ယူရမှာမို့ညနေကျမှမင်းအိမ်လာခဲ့မေလို့ပြောလိုက်ပါတယ်ညနေကျတော့သူ့အိမ်ကိုရောက်သွားပါတယ်သူ့မိဘတွေနဲ့ခဏစကားပြောပြီးသူနဲ့စကားပြောပါတယ်ကျွန်တော်ကအေးမနေ့ကမင်းမဲလိုက်တဲ့မဲခွန်းအကြောင်းပြောရအောင်အဲ့ဒီမဲခွန်းလေးပြန်ပြောစမ်းပါအောင်လို့ ြောလိုက်ပါတယ်မောင်စောကကျွန်တော်သိရှင်တာကကြောက်စိတ်ဘာကြောင့်ဖြစ်လာတာလဲကြောက်စိတ်မဖြစ်အောင်ဘလို့ကာကွယ်ရမလဲဆိုတာပါကျွန်တော်ကအေးမင်းရဲ့မေးခွန်းကိုမဖြစ်ခင်ဥမေးခွန်းတစ်ခုအရင်မေးမေကွာမောင်စောကဟုတ်ကဲ့ပါဦးလေးမေးပါခင်ဗျာဒီလိုကွာအခုမင်းနေတဲ့လမ်းမတော်ကနေ င်းစင်ကမင်းတက်နေတဲ့အကြောင်းကိုတွားရမှာကြောက်သလားမောင်စောကပြန်ဖြေပါတယ်ဦးလေးကလည်းဒါအဲ့ဒီကိုနေတိုင်းကြောင်းတက်နေတာပဲဘာလို့ကြောက်ရမှာလဲကျွန်တော်ကပြန်မေးလိုက်ပါတယ်ဘာလို့မကြောက်တာလဲသူခဏတွေ့ဝဲသွားပြီးရှက်ရှင်းပြန်ဖြေပါတယ်မောင်စောကဘာကြောက်စရာရှိလို့လေဦးလေးရေအဲ့ဒီကြောင်းအသွားအပြန်လုံနေတာနှစ်နဲ့ရှိကြပြီမို့အဲ့ဒီလမ်းကိုညမှာတော့ မျက်စိမိတ်လမ်းလျှောက်ရဲတယ်လေကျွန်တော်ကပြန်ပြောပါတယ်ဟုတ်ပါပြီနောက်မေးခွန်းတစ်ခုထပ်မင့်မေကွာမင်းကိုညမောင်မောင်မလေးရင်တစင်းပေါ်ကနေလေထီးနဲ့ခုံချခိုင်းရင်မကြောက်ဘူးလားမောင်စောကဥလေးကလည်းကြောက်တာပေါ့ဗျာသားကလေထီးနဲ့တခါမှမခုံစင်ဖူးတာပဲနောက်ပြီးညအမောင်ကြီးအထဲမှာခုံချရမှာဆိုတော့အောက်ရောက်ရင်ဘာရှိမှမသိဘူး ကြောက်တုံးကြီးပေါ်ကြပြီးရှင်လက်ကျုံရင်ကျုံမယ်တင်းရှင်ရင်တင်မယ်ဒါမှမဟုတ်ပင်လေသေးကြပြီးရင်နဲ့တင်းရှင်တင်မယ်သားကရင်မကုတ်တက်ဘူးဗျာမွေကဲ့ရင်လည်းကဲ့အိုးမယ်ကျွန်တော်ကပြန်ပြောပါတယ်အဲ့ဓာတွေဟာမင်းမေကွန်းရဲ့အဖြေတွေပဲလေမောင်စောကဦးလေးကလည်းကျွန်တော်မရှင်းပါဘူးဗျာဒီလိုကွာမင်းအင်းစင်ကိုသွားဖို့ကြောက်တာအဲ့ဒီကိုသွားတဲ့လမ်းတွေကိုကျွမ်းနေလို့လေ မင်းလေထီခုံစင်းရမှာကြောက်တယ်ဆိုတာကလေထီခုံစင်းလိုက်လို့အောက်မှာဘာရှိတယ်ဘာဖြစ်မေဆိုတာမသိလို့မဟုတ်လားတကယ်လို့ဘာဖြစ်မေဆိုတာသိခင်ရင်မင်းကြောက်မှာမဟုတ်ဘူးဆိုလိုတာကမသိလို့ကြောက်တာမောင်စောကပြန်ပြောပါလေ။အော်ဟုတ်ကဲ့ပါဦးလေးရေကြောက်စိတ်ကိုသိပါပြီ။အဲ့ဒါမဖြစ်အောင်ဘလို့လုပ်ရမှာလဲ။ကျွန်တော်ကပြန်ပြောပါတယ်။မင်းဖြစ်လာမှာတွေကိုကြိုတင်စဉ်းစားထားပြီး ကြုံလာမဲ့အခက်အခဲတွေကို ဖြေရှင်းဖို့နီးလန်းရှာလေ့ကျင့်ရမယ်လေလေထီစစ်သားတွေဆိုတာလေလေရင်ဘော်ကခုံရှရဲအောင်ထက်တဲ့အခါကကျင့်ရတော့ဘောလေ့ကျင့်ဖန်များတော့မကြောက်တော့ဘူးလေမောင်စော်ကဟုတ်ကဲ့ကျွန်တော်သဘောပေါက်ပါပြီဦးလေငါအခုမှတတိယတဲ့မင်းအဖေကဥကို ပြောဖူးတယ်မင်းအခုလာမယ့်စေတန်းစာမေးပွဲကြီးဖြေရမှာကိုတိတ်ကြောက်နေတယ်တဲ့မောင်စော်ကပြန်ပြောပါတယ် ဟုတ်ပါတယ်ဦးလေးကျွန်တော်စာမေးဝဲဖြေရမှာတိတ်ကြောက်နေတယ်စာမေးဝဲမေးခွန်းတွေကိုမဖြေနိုင်လို့စာမေးဝဲကြက်မှာစိုးရိမ်နေကြတာပါအခုကျွန်တော်စာမေးဝဲဖြေဖို့မကြောက်တော့ပါဘူးကျွန်တော်ကပြန်မေးလိုက်ပါတယ်ဘာဖြစ်လို့လဲကွာမောင်စောကစိုးစောကဦးပြောခဲ့တဲ့လေထီစစ်သားတွေလစ်ကျင့်တယ်လို့ပေါ့ကျွန်တော်ဒီနေ့ကစပီးစာတွေကိုသင်ရှာလောက်တော့မယ် စာမေးပွဲအတွက်အထက်တက်ခါကနေ့ကျင့်ပြင်ဆင်ဖို့ဆုံးဖြတ်လိုက်လို့ပါဦးလေးကလည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့မိဘတွေကိုနှုတ်ဆက်ပြီးကျွန်တော်အင်ကိုစိတ်ရှင်လန်းတက်ကြွစွာနဲ့ပြန်လာခဲ့ပါတယ်လမ်းမှာလူငယ်လေးတယောက်ကနားလေသဘောပေါက်အောင် ရှင်းပြလိုက်နိုင်လိုက်တာမို့စိတ်ထဲမှာလေဝန်တာပီတိဖြစ်နေမိပါတယ်အခန်း23ရီမန်းရှက်ပန်းတိုင်းများ လူတိုင်းမှာအိမ်မက်ကိုစီရှိကြပါတယ်ဒါပေမဲ့အဲ့ဒီအိမ်မက်အတိုင်းတကယ်ဖြစ်လာမလားဆိုတာလက်တွေ့အကောင့်ထဲဖိုးသူတွေနဲ့မဖိုးသူတွေကွာခြားတာကြောင့်ဖြစ်တယ်ဆိုတာမှတ်သားရပါမယ်စိတ်ထဲမှာအိမ်မက်တစ်ခုပေါ်လာတာနဲ့အဲ့ဒီအိမ်မက်ကိုတကယ်ဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့ကြားမှာအဆင့်တစ်ခုရှိနေတယ်ဆိုတာလူအတော်များများမသိကြလို့ဆွေးနွေးပြောပြရှင်ပါတယ် အဲ့ဒီကြားအဆင့်ကိုရီမန်းရှက်ပန်းနိုင်များလို့ခေါ်ပါတယ်။သဘောပေါက်အောင်လွယ်လွယ်ဥပမာလေးတွေနဲ့ရှင်းပြရှင်းပါတယ်။ငငယ်လေးတွေကဆရာဝန်တယောက်ဖြစ်ရှင်ခဲတယ်။ဆရာဝန်ဖြစ်ရှင်တဲ့ဆရာဝန်ဖြစ်ရှင်လိုက်တာကိုတနေ့ကိုအကျဉ်းတရာလောက်ရေရွက်နေုံ ဆန္ဒရှိနေုံဖျားစီမှာတောင်းနေုံနဲ့ဘလို့မှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဖြစ်လာအောင်မလုပ်ရမလဲ။ပထမဆုံးရီမန်းရှက်ပန်းတိုင် တွင်ရှိရပါမယ်။အဲ့ဒီရီမန်းချက်ပန်းနိုင်ဆိုတာဘာလဲ။စစ်တပ်မှာအမှတ်ကောင်းကောင်းနဲ့အောင်အောင်လုပ်ရမယ်။အမှတ်ကောင်းမှစစ်တပ်ကတော်ဝင်လို့ရမယ်။စစ်တပ်ကတော်မှာစ조사မှအနောက်ဆုံးနှစ်စာမေးပွဲကိုအောင်ပြီးမှသာမိမိဖြစ်ရှင်ခဲ့တဲ့ဆရာဝန်တစ်ယောက်ဖြစ်လာမှာပါ။စာရေးဆရာတစ်ယောက်ဖြစ်ရှင်တဲ့ဆန္ဒရှိနေုံနဲ့မရပါဘူး။စာအုပ်တွေအများကြီးဖတ်ရပါတယ်။ စာရေးဆရာတွေရေးတဲ့စာတွေကိုအများကြီးလေ့လာရပါတယ်။အဲ့ဒါတွေနှိုးကြည့်ပြီးဆိုတော့လက်တွေ့စာတွေရေးရပါမယ်။ကိုရေးတဲ့စာကို လူတွေမဖတ်ရင်ဘာလို့မဖတ်ရှင်တာလေဆိုတဲ့အကြောင်းရင်းကိုလေ့လာဆန်းစစ်ပြီးပြုပြင်ဆက်ရေးရပါမယ်။စာတွေအများကြီးကို ရေးရပါမယ်။ဒီနေ့စာတစ်ကြောင်းမရေးဘဲစာရေးဆရာတယောက်ဖြစ်ရှင်တဲ့အိမ်မက်ဟာလာမင်းကြီးစီသွားခြင်းလို့ငိုရိုတန်းတနေတဲ့ကလေးတယောက်နဲ့တူနေမှာပါ။ အဲ့ဒီပန်းတိုင်တွေဟာအဆင့်တစ်ဆင့်25နဲ့တချို့လေအဆင့်အများကြီးရှိပါတယ်အဲ့ဒီပန်းတိုင်တွေကိုမကြော်လွှားမဖြတ်တမ်းပဲအိမ်မက်တစ်ခုကိုရယူပိုင်ဆိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဒေဝရက်တောင်ထိပ်ကိုတက်တဲ့တောင်တက်သမားတယောက်ဟာတောင်ပေါ်တက်တဲ့လမ်းတစ်လျှောက်ရနာစခန်းတခုနှစ်ခုသုံးခုစတဲ့အဆင့်ဆင့်ကိုရောက်အောင်တွားနိုင်ပြီးမှဧဝရက်တောင်ထိပ်ပေါ်ကိုရောက်နိုင်မှာပါတောင်ထိပ်ကိုမွေ့ကျနေပြီး ရောက်ရှင်လိုက်တာလို့တန်တနေလို့ရောက်မသွားနိုင်ပါဘူးအိမ်မက်တခုတကယ်ဖြစ်လာဖို့ရီမန်းရှက်ပန်းတိုင်တွေလိုတယ်ဆိုတာသိပါပြီအဲ့ဒီရီမန်းရှက်ပန်းတိုင်တွေဟာဘလိုမျိုးဖြစ်ရမလဲနံပါတ်1လက်တွေ့လုံနိုင်တာတွေဖြစ်ရမယ်ခြေတောက်ပြနေသူတယောက်ကဒီနေ့အိုလံပိတ်ပြိုင်ပွဲမှာ အပြည့်ချန်ပီယံရွှေတစိုက်စုရဖို့လက်ကျင့်နေတယ်ဆိုတာဖြစ်မှမဖြစ်နိုင်ပဲနံပါတ်2အဲ့ဒီအဆင့်တွေကိုပဲရှိမှာ ပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့အရှင်စရာတွေရှိရပါမယ်။အဲ့ဒီအရှင်စရာတွေဟာလည်းဖြစ်နိုင်ရှင်ရှိရမယ်။ငါဆေးတက္ကသိုလ်မှာ3နှစ်တက်ပြီးဆရာဝန်ဖြစ်အောင်လုပ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။နံပါတ်3အရေးအကြီးဆုံးကအဲ့ဒီရေမန်းဆက်ပန်းနိုင်တွေကို လက်တွေ့အကောင့်ထဲပို့ဖို့လိုသလိုအခက်အခဲနဲ့ရင်ဆိုင်တွေ့ရင်အရှုံးမပေးပေးဇွဲရှိရှိနဲ့မအောင်မြင်မရှင်းဆက်လုပ်ဖို့ပါပဲ။ အခုနီးဟာအောင်မြင်ကြောကြားနေတဲ့သူတွေရဲ့လက်တွေ့နီးလေးပါပဲတချို့ကဒီနီးလေးကို မသိကြပါဘူးတချို့ကသိတယ်မလောက်ကြပါဘူးတချို့ကလောက်တယ်ဇွေးမရှိလို့အခက်အခဲတွေ့တာနဲ့လက်ရှိုးလိုက်ကြပါတယ်တကယ်လောက်ပြီတကယ်အောင်မြင်သွားသူနည်းနည်းပဲရှိပါတယ်ဒါကြောင့်လေယနေ့ကဘာပေါ်မှာရှိကြတဲ့လူပေါင်းတန်းထောင်ပေါင်းများစွာထင်းမှာအောင်မြင်ကြောကြားသူဆိုတာလက်တဆုပ်စာပဲရှိပါတယ် သင်ဟာအဲ့ဒီလက်တဆုပ်စာတွေထင်းမှာပါရှင်နေဆိုလို့ရှိရင်မိမိရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုမှန်ကန်တဲ့လမ်းစဉ်တွေဖြင့်ရှောက်လင်းလိုက်ပါအခန်း29တစ်တပင်ကြောင့်တိုးအုပ်ကြီးကိုအပြစ်မတင်ပါနဲ့တခါကအင်းနီးရှင်အမျိုးသမီးတယောက်ကသုံးတန်းတက်နေတဲ့သူသားဟာကြောင်မသွားခြင်းဘူးလို့ပြောနေပါတယ်။ကြောင်မသွားလို့မဖြစ်ဘူးလို့စူပူချိန်မောင်းလွှတ်လိုက်တော့ ကျောင်းကိုယ်တော့သွားပါရဲ့ကျောင်းတင်မဝင်ပဲအပြင်မှာရှောက်သွားနေတယ်လို့သူ့အတန်းပိုင်ဆရာမကအကြောင်းကြားလာလို့မလုပ်ရမလဲလို့တိုင်ပင်အကြံတောင်းလာပါတယ်ဒါနဲ့သူတို့အင်ကို ရောက်သွားပြီးသူမရဲ့သားလေးကြော်စွာ ဖြိုးနဲ့စကားပြောဖြစ်ပါတယ်ကျွန်တော်ကသားလေးမင်းကျောင်းမှာမပြောလို့ကျောင်းမတက်ရှင်ဘူးကြတယ်ဟုတ်သလားကြော်စွာဖြိုးကပြောပါတယ် เจ้ามาไม่เปล่าหรอกป่ะพี่อ่ะโลเลตันปล้วเล่นเนี่ยဖြစ်ပါတယ်ကျွန်တော်ကမင်းเจ้ามาစိတ်အဝင်စားဆုံးအပြိုဆုံးရှင်ကဘာလဲกว่าကျော်စွာပြောကပြောပါတယ်เจ้าအကစားလုပ်တဲ့အချိန်မှာဘောလုံးကန်ရတာအပြိုဆုံးပါပဲကျွန်တော်ကဒါဆိုရင်မင်းစိတ်မဝင်စားဆုံးကဘာလဲกว่าကျော်စွာပြောကပြောပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကသင်္ချာဘာသာသင်တဲ့အချိန်စိတ်မပြိုဆုံးပါပဲ အဲ့ဒီမှာသူ့ကိုတည်တည်ရှာရှာမေးကြတော့မှကလေးကတင်းရှာပါတာချိန်မှာဆရာမကဘာတွေရှင်းပြတယ်ဆိုတာနားမလည်တာဖြစ်နေပါတယ်စစ်စစ်ပေါက်ပေါက်မေးကြလိုက်တော့မှ तू နားမလည်တာက အပိုင်းကနန်းတွက်တာပါ အပိုင်းကနန်းစက်တင်တော့က तू နေမကောင်းလို့ကြောင်းတပတ်လောက်မတက်နိုင်ခဲ့ပါဘူး तू အပိုင်းကနန်းအခြေခံကိုမတင်လိုက်ရတော့နောက်ဆက်တင်တာတွေလည်းနားမလည်ဘူးဖြစ်နေတာပါ ကလေးရဲ့ပြဒနာအရင်ခံကိုတိလိုက်ပြီးမို့သူ့အမေကိုအကြံပေးလိုက်ပါတယ်။ကျူရှင်ဆရာတယောက်စီမအပ်ပြီးအပိုင်းကနန်းတွက်တာကိုအခြေခံကစတင် ပေးခိုင်းဖို့ပါပဲ။သူ့အမေလည်းအကြံပေးတဲ့အတိုင်းကျူရှင်ဆရာစီမအပ်ပြီးအပိုင်းကနန်းကိုအခြေခံကစတင်ပေးလိုက်လို့ကလေးရဲ့ကြောင်းမတက်ရှင်တဲ့ကိစ္စအဆင်ပြေသွားပါတယ်။အဲ့ဒီအဖြစ်ပြက်လေးကနေဘာသင်ခန်းစာယူနိုင်တယ်လဲဆိုရင် တခါတည်းရင်ကျွန်တော်တို့ကိုစိတ်ဆင်းရဲနေတာလေးတစ်ခုရှိတာနဲ့ပြဿနာကြီးလို့ထင်နေတတ်ပါတယ်။တစ်ပင်တပင်ကိုမကြိုက်တာနဲ့တူအုပ်ကြီးတစ်ခုလုံးကိုအပြစ်တင်နေတာနဲ့တူနေပါတယ်။ဒါကြောင့်နောက်တခါစိတ်ဆင်းရဲတာကျွန်လာမေးဆိုရင်စိတ်ဆင်းရဲမှုဖြစ်စေတာကတူအုပ်ကြီးလားတစ်ပင်တပင်ကြောင့်လားဆိုတာ question စိတ်ဖြာဆန်းစစ်ဖို့လိုအပ်ပါတယ်။တခါတည်းရင်မှာအဲ့ဒီလိုတည်တည်ရှာရှာဆန်းစစ်ကြည့်လိုက်တော့ စိတ်ဆင်းရဲရတဲ့အကြောင်းခံကထင်ထားသလိုပြဿနာကြီးမဟုတ်နေပေအသေးအမွှားကိစ္စလေးဖြစ်နေပြီးဖြည့်ရှင်းရလွင်နေတတ်တယ်ဆိုတာတတိမုံကြစေလိုပါတယ်။တခါတလေလူတယောက်ကို ကြစ်လို့ကို မရဘူးတကယ်တော့သူ့အပြုတ်မုံအပြုတ်အစွန်အလုံးကို မကြိုက်တာမဟုတ်ပေကိုယ်စိတ်နဲ့မကိတ်နေတဲ့အပြုတ်မုံလေးတစ်ခုကြောင့်လေးဖြစ်နေတတ်ပါတယ်။အခန်း25ဘာမှမတတ်နိုင်တဲ့အခြေအနေတစ်ခုကို ပြောင်းလဲခံစားကြပါ လေရင်နဲ့ခྱི་သွားဖို့လေစိတ်ကိုရောက်လာပါတယ်ပစ္စည်းတွေကို ပေါင်ချိန်ဖို့တန်းစီစောင့်နေတော့မှာပဲကျွန်တော်လိုက်ပါမဲ့လေရင်ဟာ ဆက်ရွှွှင်းရင်းနေလို့ထွက်ခွာခြင်း၄နာရီလောက်နောက်ကြမေလို့အတန်ရှင်းဆက်ကနေကြီးညာတာကိုကြားလိုက်ရပါတယ်ကျွန်တော်တော်လေးဒေါသထွက်သွားပါတယ်ဟိုဘက်ကကြုံမဲ့သူတွေကကျွန်တော်ရောက်လာချိန်ထိစောင့်မအောင်မလား သွားတက်ရမယ့်အစီအဝေးမိပါအောင်မလားဆိုတာတွေတွေးမိရင်ဒေါသဖြစ်သွားတာပေါ့ဒါကြောင့်လေကြောင်းလိုင်းကောင်တာကိုသွားပြီးအရေးသွားဆုံမလို့ထားသွားလိုက်တာကိုရှင်မခီးသေးတွေတပြုံကြီးဟိုဟစ်အရေးဆုံနေရတာတွေ့ရပါတယ်ကောင်တာကတာဝန်ရှိပုံရတဲ့လူကြီးနှစ်ယောက်ကလည်းကောင်တစ်ခါကလက်တကားကနဲ့သူတို့လည်းဘာမှမတက်နိုင်ဘူးလို့ဩပြီးရှင်းပြနေတာတွေ့လို့ ကိုထိုင်နေတဲ့ထိုင်ခုံစီပြန်လာပြီးထိုင်နေလိုက်ပါတယ်။ခဏလေးနေတော့စိတ်ဆိုးနေနေပြေသွားပြီးတခုခု တခုစဉ်းစားတခုစဉ်းစားမင်းလိုက်ပါတယ်။ငါကိုဒေါသထွက်နေလို့ရောဘာလုပ်လို့ရမှာလဲ။လေရင်တစ်စင်းရှက်ရှင်းစီစဉ်ပြီးထွက်ပေးမှာလား။မဖြစ်နိုင်တာပဲ။ဘာမှမတတ်နိုင်တဲ့အခြေအနေမှာငါဘာလို့စိတ်ဆင်းရဲခံဒေါသဖြစ်နေမှာလဲ။အချိန်လဲနာရရလို့လေစိတ်ထဲမှာရှောက်ကြည့်ရင် အင်းအတွက်လော်တဲ့ပစ္စည်းလေးတွေလိတ်ဝင်လိတ်အောင်မယ်ဆိုတဲ့အတွေ့ပေါက်လာပါတယ်။ဒါနဲ့ပါလာတဲ့လက်ဆွဲအိတ်လေးတွေကို လက်တွန်းလေးတစ်ခုပေါ်တင်ရင်လက်စိတ်ထဲမှာအေးအေးဆေးဆေးနဲ့ရှောက်ကျင်းနေမိပါတယ်။ဆိုင်းဒီဇိုင်အနာရောက်တော့ဆိုင်းသေးကထွက်လာတဲ့လူတစ်ယောက်ကိုကြည့်လိုက်မိပါတယ်။မျက်မှန်တမ်းမိတယ်လို့ပဲသူကအနာကိုရောက်လာပြီးဝန်တာအားရအလားနှုတ်ဆက်ပါတယ်။အနာရောက်မှမှတ်မိပါတယ်။ တက္ကသိုလ်မှာတော့ကလေတဒန်းဒီအဆောင်မှာနေတော့လေတခန်းနေနေခဲ့ရတဲ့ခင်မေဆုံးတငေရှင်းတယောက်ဖြစ်နေတာကိုအကွေးကွာသွားကြတာလေစေနိုင်ကြိုပြီးမို့သူကအတော်လေဝါသွားလို့ရုပ်တရက်မမှတ်မိလိုက်တာပါတကယ်တော့တက္ကသိုလ်မှာတော့ကသူကစာသိမ့်မလိုက်နိုင်လို့ကျွန်တော်ကစာအမည်ပြပေးခဲ့ရတာပါသူ့လျင်ကလေနောက်3နာရီမှထွက်မှာဆိုတော့စကားအေးအေးဆေးဆေးပြောရအောင်ဆိုပြီးအနားမှာရှိတဲ့ဘားတစ်ခုထဲမှာဝင်ထိုင်လိုက်ပါတယ် ပထမတော့အင်းထောင်ကြပြီလားကလေးပင်တယောက်ရှိပြီလေကလေးတွေပေရွေရောက်နေပြီလေစားတော်တွေပြောကြတာပေါ့စကားတွေပြောကြရင်းနဲ့သူကကုမ္ပဏီကြီးတစ်ခုရဲ့ပိုင်ရှင်တယောက်ဖြစ်နေပြီဆိုတာသိရပါတယ်ကျွန်တော်ကလည်းအခုတည်းအစိုးရဝန်ထမ်းလုပ်နေတော့ပဲလို့ပြောမိပါတယ်အဲ့ဒီမှာသူကသူ့ကုမ္ပဏီကိုတိုးတက်အောင်လုပ်ပေးနိုင်မဲ့ CEO လူတယောက်ရှာနေလို့သူ့ကုမ္ပဏီမှာလာလို့ပြောပါတယ်လာစားကောင်းကောင်းအပြင် အိမ်ကားနဲ့ခန်းစားခွင့်တွေပြင်မယ်လို့ပြောပြီးလက်ခံဖို့အတန်တန်တိတ်တွန်းပါတယ်အတော်ကြတော့လေရင်ကထွက်တော့မှာမို့နှစ်ယောက်သားလမ်းခွေလိုက်ကြပါတယ်တော်တော်ပြောရရင်တော့နောက်လျှောက်လာကြမှာ သွားလို့ဖြစ်လိုက်ပါတယ်အစိုးရအလုပ်လုပ်တုန်းကကွန်မရှိတဲ့ညံစွန်းတွေသုံးခွင့်မရခဲ့တာသူ့ကုမ္ပဏီရောက်မှ အစွမ်းကုန်တုံရှလိုက်ရလို့ကုမ္ပဏီလေးအကြီးအကျယ်အမြတ်အစွန်းတွေရပြီးအရန်တွတ်တက်သွားပါတယ် ကျွန်တော်လည်းအရင်အစိုးရလဇာတဲ့အစားပေါင်းများစွာတာတဲ့ဝင်ငွေတွေရပြီးစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်နေပါတယ်ဒီအကြောင်းရေးပြတာကျွန်တော်ကြီးပွားသွားတဲ့အကြောင်းရေးပြချင်တာမဟုတ်ပါဘူးကျွန်တော်ကလင်းရင်ခီးစဉ်နောက်ကြလို့ထိုင်ကုန်လေးမှာပဲစိတ်ပြဲ့လက်ပြဲ့နဲ့ထိုင်နေခင်းမယ်အိတ်နေခင်းမယ်ဆိုရင်ကျွန်တော်ဘဝရဲ့တိုးတက်ပြောင်းလဲသွားမယ့်အခွင့်အရေးတစ်ခုကိုလက်လွတ်ဆုံးရှုံးသွားခဲ့မှာပါ ပြပြရှင်နာကသင်ဘာမှလုံးလုံးမရတဲ့ပြောင်းလဲလို့မရတဲ့အရှင်တွေတစ်ခုနဲ့ကြုံတွေ့နေပြီဆိုရင်အဲ့ဒါကို တွေးပြီးစိတ်ညစ်နေစိတ်ဆင်းရဲခံနေမယ့်အစားအဲ့ဒီကိစ္စကို မေ့လိုက်ပြီးစိတ်အပြောင်းလဲလုပ်ချင်လိုက်ပါသင်ဘဝမှာအပြောင်းလဲဖြစ်လာနိုင်မဲ့အခွင့်အရေးရလာနိုင်ပါတယ်သင်ဘဝရဲ့ကျင်းဖော်လောင်းတယောက်နဲ့လေကြုံဆုံခွင့်ရနိုင်ပါတယ်အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် ်သွနာရှင်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်းသာကြပါစေ